မင်းသားဖြစ်ခွင့်ရတော့တဲ့ကိုထုံးမင်းကြောင့်အတိုင်းမသိအောင်ဝန်တန်နေရတဲ့မိခင်ဖြစ်သူဗိတ္တများအလုံးမဲမင်္ဂလာပါရှင်ကိုထုံးမင်းကတော့ရဟိတလုပ်တွေကိုအားကျိုးမှတက်လို့ရင်လူများကြမှအတိမပြုခံလာရတာဖြစ်ပါတယ်ကိုထုံးမင်းကြောင့်အစဉ်ပြေတဲ့အတူတွေလည်းအများကြီးကိုရှိလာခဲ့တာပါကိုထုံးမင်းကိုတချို့ကပရဟိတလုံးမှအနည်းပညာလောကထဲကိုတိုးဝင်တယ်လို့ထင်ကြတာပါတကယ်တော့ဟိုအရင်ကတည်းကဇပ်ပုတ်ဇက်ရံအနေနဲ့ တကားတွေမှာပါဝင်ကရုပ်ဆောင်နေတာ ဖြစ်ပါတယ်ဒါပေမဲ့ကိုထုံးမင်းကိုလူကားမှတိတ်ပြီးတော့ဇာကားခေါ်မရိုက်ပါဘူးဒါကြောင့်မို့ဇာကားတိတ်ရိုက်ခွင့်မရပဲဖြစ်နေတာပါကိုထုံးမင်းကရုပ်ဆောင်လုပ်ရတာကိုဘုန်းငယ်ငယ်ကလေးကဝါဒနာပါခဲ့တာပါရုပ်ဆောင်ဖြစ်ဖို့ကအိမ်မကြီးတကူဖြစ်တဲ့အတွက်ဖြစ်ခွင့်ရတဲ့အချိန်မှာအတိုင်းမတိကိုဝန်တန်နေခဲ့တာပါအခွင့်ရေးမရရှိခဲ့ရကနေအခုဆိုရင်ကိုထုံးမင်းကမင်းသားဖြစ်ခွင့်ရလာခဲ့တာပါအရန်အနေနဲ့တော့မဟုတ်တော့ပဲ ထွန်းထွန်းလိုအကယ်ဒမီမင်းသားနဲ့အပြိုင်ဇလန်းတွဲပါတရုတ်ဆောင်ခွင့်ရလာခဲ့တာဖြစ်ပါတယ်။ဆုံးမဆိုတဲ့ဇလန်းတွဲမှာကိုထုံးမင်းကဒုတိယမင်းသားအနေနဲ့တရုတ်ဆောင်ခွင့်ရခဲ့တာပါ။ထွန်းထွန်းနဲ့အပြိုင်တရုတ်ဆောင်ခွင့်ရတာကကိုထုံးမင်းအတွက်တော့တစ်ခါမှမရဘူးတဲ့အခွင့်အရေးတွေကိုလက်ရှိလိုက်တာမို့မိသားစုကလည်းထပ်တူပြောနေခဲ့တာပါ။ဆုံးမဇလန်းတွဲကိုမီဒီယာတွေနဲ့မိတ်ဆက်တဲ့ပွဲမှာကိုထုံးမင်းကမိခင်ဖြစ်သူကိုလည်းပွဲတိုက်ခိုင်းခဲ့ပါတယ်။အရင်ကအရန်တန်ပြစ်တာမို့ ခုလိုမိခင်ကိုပွဲတက်ဖို့မဖိနိုင်ခဲ့ပါဘူးဒီဇလန်တွဲမှာတော့အရေးပါတဲ့ character ဖြစ်တာမို့မိခင်ကိုပွဲတက်ခိုင်းတာပါဒါဖြစ်သူရဲ့ဇလန်တွဲအတွက်ပွဲတက်ရတာမို့မိခင်ကအရန်ကိုဝန်တန်နေတာဖြစ်ပါတယ်ဒီအိမ်မဲကြီးကကိုထုံးမင်းကငယ်စဉ်ကမဲခဲရတဲ့အိမ်မဲဆိုတာမိခင်တယောက်အနေနဲ့သိနေတာကြောင့်ဖြစ်ပါတယ်မိခင်ဖြစ်သူကတော့ကိုထုံးမင်းကိုခုလိုနေရာအထိရောက်လိမ့်မယ်လို့မထင်ထားပါဘူးကိုထုံးမင်းကိုဘသူကမှအခွင့်အရေးမပေးခဲ့လို့ မဖြစ်နိုင်တော့ဘူးလို့စိတ်ထဲကနေထင်ထားခဲ့ကြတာပါဝါဒနာကြီးခဲ့တာလဲတိတာမို့မဖြစ်နိုင်တော့မှတိတဲ့အချိန်မှာစိတ်မကောင်းဖြစ်နေခဲ့တာပါဒါပေမဲ့ခုလိုဇလန်းတွဲပါရိုက်ခွင့်ရလာတဲ့အပေါ်မှာကိုထုံးမင်းရဲ့မိခင်ကတကယ်ကိုပြောနေတာပါကိုထုံးမင်းဆိုလဲပိတိမြေရေတွေကြာနေရတာဖြစ်ပါတယ်ကိုထုံးမင်းကိုတချို့ကလည်းလိုင်းပူးတယ်လို့ဝေဖန်နေကြတာပါပရဟိတလုတ်ကလိုင်းပူးတယ်လို့ပြောဆိုကြသူတွေရှိတာမို့ကိုထုံးမင်းကတော့သူအရင်ကတည်းကတရုတ်ဆောင်လုပ်နေကြောင်းကို သိရှာရှင်းပြရပါတယ်ဟိုအရင်ကလေးကလုံနေတဲ့အရာမို့ line ပူတာမျိုးမဟုတ်ပါဘူးဒါအပြင်ဆုံမဇလန်းတွဲကလည်းတခြားဇလန်းမျိုးမဟုတ်ပဲပဟိတမှုခင်းဇလန်းတွဲမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လဲကိုထုံးမင်းကလက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်ပဟိတအလုပ်ကိုလူတွေနားလည်အောင်နဲ့အကျိုးရှိအောင်ကိုထုံးမင်းကလုပ်ပေးချင်တာဖြစ်ပါတယ်ကိုထုံးမင်းကရုပ်ဆောင်လုံးလဲလုပ်တယ်လို့တပည့်မှလည်းပဟိတအလုပ်ကိုစတိုက်လုပ်နေတုန်းဖြစ်ပါတယ်ကိုထုံးမင်းရဲ့ဆန်ဆိုင်လေးကလည်းအတော်လေးကိုအောင်မြင်လာခဲ့တာပါဆန်ဆိုင်ကို ုပ်ငန်းရှင်တွေကငွေရှိပေးကဖွင့်ခဲ့တာဖြစ်ပါတယ်ကိုထုံးမင်းကဈေးမတီးပဲသေချာရောင်းချပေးတာမို့အတော်လေးကိုအောင်မြင်ပါတယ်အခုဆိုရင်ကိုထုံးမင်းရဲ့ဆိုင်လေးကတလောက်ကို300ရှီကိုရောင်းချနေရတာပါဒါကြောင့်မို့လဲကိုထုံးမင်းကနောက်ထပ်ဆိုင်ခွဲတွေပါ ဖွင့်နိုင်အောင်ကြိုးစားနေတာပါအမြတ်ရရှင်လို့မဟုတ်ပဲအရှိကလူဒန်းစားတိုင်းထမင်းစားစီကျင်တာကြောင့်ဝယ်စားနိုင်အောင်ဖွင့်ရှင်တာပါ ကိုထုံးမင်းရဲ့မိသားစုကလည်းနောက်ကနေအကုန်လုံးလိုက်ပံပိုးပေးနေတာပါမိခင်ဆိုလည်း သားဖြစ်သူပရာဟိတအလုပ်ကိုလိုအပ်သမျှအကုန်လိုက်လုပ်ပေးရင်းနဲ့ပါမီဖြစ်ပြီးနေကြတာပါရုပ်ဆောင်လောကမှာပါမင်းသားဖြစ်လာခဲ့တဲ့ကိုထုံးမင်းအတွက်ဝန်တာစကားလေးပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Thank you.